မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မင်းအွန်လိုင်းအပါအဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုခဲ့တဲ့စစ်တပ် lobby ဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မှောင်ခုမှုလက်နက်မှုလိုင်းစင်မဲ့ကားများရောင်းဝယ်မှုများနဲ့စစ်တပ်ကပြန်လည်ဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဂျွန်လ၂ရက်နေ့မွန်လွဲတနားကျော်အချိန်မှာပြင်ဦးလွယ်မှာနေထိုင်တဲ့စစ်တပ်လော်ဘီဇော်ဘုံဟိန်းကိုစစ်တပ်ကသူ့အိမ်မှာဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။မင်းအောင်လိုင်းအပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့အတွက်ရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှတ်၃၅၈မြင်းဆောင်၂၀၂၅ဆက်သွယ်ရေးဥပဒေပုံမှန်66ဂါဂျီနဲ့ မဘာသားနဲ့ဆက်တက်ထောက်ခံတဲ့ဒေါ်မိုးမိုးခိုင်ကမေလ9ရက်နေ့မှာအမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။ဇော်ဘုံဟိန်က၎င်းရဲ့ Telegram Channel မှာစစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဇွန်လ2ရက်နေ့မှာစစ်တပ်ကဇော်ဘုံဟိန်ကိုဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ ဖမ်းသွားတာကတော့တေးကြပါတယ်ညှိနှိုင်းပြီးတော့ပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ညှိနှိုင်းပြီးထွက်လာဖို့တော့ခက်ခဲမယ်ထင်တယ်သူ့ကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်လို့ရဲတရင်ရင်းမြစ်ကပြောပြထားပါတယ်ရန်ကုန်အခြေစားမဘာတာအတိုင်းဝိုင်းကတော့ဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ခုံမှုလက်နက်မှုလိုင်းစင်မဲ့ဝတ်တောက်ကားများရောင်းဝယ်မှုများတဲ့ ်အမှုတပ်ဖမ်းဆီးထားတယ်လို့သိရပြီးတော့၎င်းကိုပြတ်လွတ်ပေးရတဲ့အတွက်မဘာသာဦးဆောင်သူတို့ချို့ကစစ်တပ်နဲ့ညှိနှိုင်းနေတယ်လို့တော့ပြောဆိုထားပါတယ်ဖမ်းဆီးမခံရခင်ဇော်ဘုံဟင်းကစစ်လော်ဘီတွေဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နဲ့မုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်သခိုင်းနဲ့မန္တလေးကိုတွားရောက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပုဂံမြို့တဲ့ဂံကောရက်ကွက်ဇရက်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတီခေါင်းဆောင်ဇော်ဇော်အပါဝင်ပြူစောတီကိုဦးက ပြည်သူများထံကနေပြီးတော့စက်ကြီးကောက်နေတဲ့အချိန်ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ရာရှေ့ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မှာပကံမြို့တဲ့ဂံကောရက်ကွက်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ထွက်ပြူစောတိခေါင်းဆောင်ဇော်ဇော်နဲ့၎င်းရဲ့နောက်လိုက်ပြူစောတိရှေ့ဦးကရက်ကွက်ထိပ်မှရှိတဲ့ဇရက်မှာပြည်သူများထံကနေပြီးတော့စက်ကြီးများကောက်ခံနေကြောင်းသတင်းရတဲ့အတွက်ထဏောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကတွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်မှာပြူစောတိများကလက်ပြဘုံနဲ့ပြန်လဲတိုက်ခိုက်ရန်ပြုလုပ်တဲ့အချိန်မှာ လက်ပြပုံမှာကြီးစံထိမှန်ပြီးပောက်ခွဲခဲ့ရာပြူစောတီခေါင်းဆောင်ဇော်ဇော်နဲ့၎င်းရဲ့နောက်လိုက်ပြူစောတီခွနာဦးတေဆုံးသွားပြီးတော့တအူးထိကိုက်တန်းရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ပြူစောတီတွေစီက point 22လက်လုတ်တနတ်တလားကာပိုင်လက်လုတ်တနတ်တလားလက်ပြပုံတလုံးကာပိုင်ကြီး10တောင် point 22ကြီး6တောင်စိုင်းကဲနှက်စီးလို့နဲ့အတူပြူစောတီ တပ်သေးကအထောက်ထားများကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်ဓမ္မယုံမှာတရားပွဲအတွက်စုဝေးနေတာမဟုတ်ပါဘူးစက်ကြီးကောင်းနေကြတာပြီးတော့ပြူစောတိတပ်သေးကအထောက်ထားတွေကလက်လုံတနက်အတူနဲ့လက်ပြီးတော့ကြီးစံတွေကလက်ပြဘုံတွေကသိမ်းဆည်းရမိခဲ့တာပါကျွန်တော်တို့ပြစ်တာကပြူစောတိကောင်းဆောင်ဇော်ဇော်ကိုအဓိကထားပြီးတော့ပြစ်တာကျွန်တော်တို့ဝေပြစ်တဲ့အချိန်မှာလက်ပြဘုံတွေပြန်ပြစ်တာကိုကျွန်တော်တို့ဘက်ကကြီးက လက်ပြဘုံကိုမှန်သွားတာလားတော့မသိဘူးလက်ပြဘုံကထပေါက်ပြီးတော့ကျွန်တော်တို့ကကားနဲ့ဝင်ပြပြီးပြန်ကွေ့တဲ့အချိန်မှာအကုန်လုံးကမှောက်နေကြပြီပြည်သူတွေအနေနဲ့ပြူစောထီတွေနဲ့အနီးကမနေကြဘူးပြောချင်ပါတယ်သေဆုံးသွားတဲ့သူတွေကလည်းသူ့ရဲ့နောက်လိုက်တွေပါကျွန်တော်တို့ပျက်စီးဆင်းကောက်တဲ့အချိန်မှာတော့မှဒဏ်ရာရတဲ့တကောင်ကိုတွေ့တယ်သူ့မှာလက်နက်မရှိတော့ကျွန်တော်တို့လည်းဘာမှမလုပ်ခဲ့ပါဘူးသေသွားတာကပြူစောထီခေါင်းဆောင်ဇော်ဇော်အပါအဝင်ရှစ်ဦးသေသွားတာပါလို့ထဏောင်းမြေစစ်ကြောင်းကစစ်ကြောင်း IO ရဲဘော်မူတူးကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုထဏောင်းမြေစစ်ကြောင်းနဲ့အတူ ဗကန်ညောင်ဦး Special Task Force တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘုစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာအလွန်ပြင်းထန်နေပြီးတော့စစ်တပ်ကလေရင်များနဲ့အချိန်မောင်းများစွာဘုံကျဲခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ၂ရက်နေ့ကစတင်ပြီး KNLA ပူပေါင်းမဟာမိတ်တပ်များကတေဘောဘိုစခန်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲဟာဒီကနေ့မွန်လွဲပိုင်းမှာအပြင်းထန်ဆုံးဖြစ်နေပြီးတော့စစ်ကောင်စီတပ်ရဲ့လေယာဉ်များကလည်းအဆက်မပြတ်ဘုံကျဲခုခံနေတယ်လို့သိရပါဗါတယ်။လေရင်နဲ့ပတ်ပြီးတော့ဘုံကျဲနေတာအချိန်ရင်၅ချိန်လောက်ရှိမယ်ဘုံတွေကလည်းပေါင်900ဘုံတွေဖြစ်လောက်မယ်ဘုံကျဲချလိုက်ရင်ပောက်ကွဲတာကထိုင်းဘက်ကတောင်မှအိမ်တွေမြေကြီးတွေတုံသွားတယ်လို့ ထိုင်းမြန်မာနယ်စပ်စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ် KNL သတင်းရင်းမြစ်ကတော့တေဘောဘိုးစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်တော်လိုင်းရဲဘော်များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ပြောဆိုထားပါတယ်ထိုင်းရဲ့လေတပ်ကလည်း F16 တိုက်လေရဲ့နှစ်စီးကိုထိုင်းမြန်မာနယ်စပ်ကိုစေလွတ်ပြီးတော့ကင်းလှည့်မှုများလုံဆောင်ခဲ့တော့လေမြန်မာစစ်ကောင်စီရဲ့လေရင်တွေကတော့ထိုင်းလေပိုင်နက်ထဲကိုကျူးကျော်လာခြင်းမရှိသေးဘူးလို့ထိုင်းသတင်းများကပြောဆိုထားပါတယ် လက်တလောထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တပ်စခန်း၅ခုသာကျန်ရှိပြီးဥက္ကဋ္ဌထတေဘောဘူဝေါ်လီဗျူဟာကုံတီတဲလေစခန်းထီကပလေစခန်းတို့သာကျန်ရှိတော့တယ်လို့သိရပါဗျ။ထိုင်းစစ်တပ်ကလည်းတိုက်ပွဲများဖြစ်နေတဲ့ထိုင်းမြန်မာနယ်စပ်တလျှောက်မှာလုံခြုံရေးတွေတိုးမြှင့်ထားပြီးတော့အချိန်ပြည့်ကင်းလက်ပြီးအသည့်နေရာယူထားတယ်လို့သိရပါဗျ။ KNU ကမက်လာအေပီလာနဲ့မေလာအတွင်းနေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါ်ပြီးခွီမော်ဖားသူစခန်း တာလေစခန်းမြောင်မေလဗလဲတို့မော်ခီဘရင်တော်စခန်းကုန်ကနဲလေးစခန်းနဲ့ရွှေအေးမြိုင်တပ်စခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကအပြစ်ခတ်ရဲစဲကြောင်ကြီးညာထားတော်လဲအပြောနဲ့အလုံမညီပဲ PNL ဒေတာများကိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁ရက်နေ့ကစီဆိုင်မြို့နယ်နောက်ထောင်ဒေတာအတွင်းထဲကို၎င်းဇွန်လ၂ရက်နေ့မှာမောက်မယ်မြို့နယ်ဂရုကြီးဒေတာ PNL ဌာနချုပ်ကိုဦးတည်ပြီးတော့ ဗမ်းမက်ဒေတာအတွင်းထဲကို၎င်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့တသက်လက်နက်ကြီးများဆယ်ချိန်ထက်မနည်းပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မနေ့ကလည်းကျွန်တော်တို့ရဲ့ဌာနချုပ်ဘက်ကိုဥတီပြီးတော့မှလက်နက်ကြီးတွေနဲ့လာပစ်တာဆယ်ချိန်ထက်မနည်းဘူးပေါ့။သူတို့ရဲ့ဗဇက်ကတော့အပြစ်ခတ်ရစဲရေးဘာညာတက်တန်းတိုးတယ်ကြီးညာတာပေါ့။ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ဘာတိုက်ပွဲမှမရှိဘဲဘာစီရေးလှုပ်ရှားမှုမရှိဘဲနဲ့တစ်ဖက်သက်ကြီးကိုလက်နက်ကြီးတွေနဲ့လာပစ်နေတာပါ။ ဒါကအပြောနဲ့အလုပ်မညီဘူးလို့ပြောရမှာပေါ့လို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကရှင်းပြထားပါဗျ။စစ်ကောင်စီဟာဇွန်လ10ရက်နေ့ကနေ30ရက်နေ့အထိအပြည့်ခတ်ရဆက်ရေးကာလတလတတန်းတိုးမြင့်ထားကြောင်းထုတ်ပြန်ကြေညာထားတော်လဲ၎င်းတို့ရဲ့အောက်ခြေတိုင်းဗျူဟာများနဲ့အပေါင်းပါလက်အောက်ခံ PNO ပြည်သူစစ်တွေကလိုက်နာဆောင်ရွက်ချက်မရှိတော့ဘဲပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာအင်အားတထောင်ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားနဲ့ PNO ပြည်သူ့စစ်များထိခိုက်ဒိဆုံးမှုရှိပြီးတော့စစ်ကောင်စီတပ်ကပြည်သူပိုင်းနေအိမ်၁၀လုံးထက်မနည်းကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ2ရက်နေ့မနက်၈နာရီခန့်ကညောင်ရွှေမြို့နယ်ဖះထောင်ကြီးရွာနယ်ရေဘူးကြီးရွာဘက်ကိုအင်အားတထောင်ခန့်နဲ့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်139တပ်ရင်းအင်းလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲညနေ၄နာရီခန့်အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ PNO ပြည်သူ့စစ်များထိခိုက်ဒေဆုံးမှုရှိနိုင်တော်လဲ အတိအကျတော့သိနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်အင်အားမမျှတဲ့အတွာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဟာရေမူကြီးပါဘက်ကစုတ်ခွာပေးခဲ့ရပြီးတော့တဦးတယောက်မှတော့အထိကိမရှိဘူးလို့ပြောပါရယ်စစ်ခွေးထိကိတေဆုံးတာတွေရှိပါတယ်အရေးအတွက်တော့အတိအကျမသိရသေးပါဘူးနေအိမ်မီးရှို့တာလဲဆယ်လုံးထက်မနည်းဘူးလက်ရှိစစ်ခွေးတွေကရေမူဖျားတောင်ရွာတွေနားမှာရှိနေပါတယ်လို့အမှတ်1339တက်ရင်အင်းလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါရယ်အခုလိုမျိုးစုတ်ခွာပေးပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တပ်များကရေဘူးနဲ့ဖျားတောင်ကျေးရွာအတွင်းကိုဝင်ရောက်သွားပြီးတော့ညနေ၄နာရီခွဲအချိန်မှာရေဘူးကျေးရွာမြောက်ဘက်ခြမ်းနဲ့ဖျားတောင်ကျေးရွာမှာရှိတဲ့ဥစောစောထုံးဥရကျော်ဥအောင်လင်းဦးနဲ့ဥကျော်နိုင်ဦးတို့ရဲ့နေအိမ်များကိုစတင်မီးရှို့ခဲ့ရာပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်များကိုလည်းမီးကူးဆက်လောင်ကျွမ်းသွားပြီးတော့နေအိမ်၁၀လုံးထက်မနည်းမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်နဲ့ PNA တပ်များက ပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးတဲ့လောက်ရက်များကိုအမတ်1339တတ်ရင်အင်းလေးပြည်သူကာကွယ်တပ်ဖွဲ့အနေနဲ့ပြင်းထန်စွာရှုံချကြောင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်စောင့်ရှောက်ရင်းနဲ့တရားမျှတမှုရရှိအောင်တော်လှန်ရေးအောင်မြင်တဲ့အထိအင်တိုက်အားတိုက်စ조사တိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာမေလ25ရက်နေ့ကနေဇွန်လ1ရက်နေ့အထိတပတ်အတွင်းမှာ COVID-19 ရောဂါဓာတ်ခွဲအတီးပြုလူနာသက်18ဦးကိုဆက်ဆေးတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရောဂါပိုးတွေ့ရှိတဲ့သူတွေဟာရန်ကုန်မြို့ထဲကလှိုင်းကမာရော့မယန်းကုန်အလုံးရွှေပြည်သာဘိုးတထောင်စိတ်ကြီးခနောင်တို့ပဇွန်တောင်ဗဘဲတန်းပင်ကန်းကျော်လှိုင်းသာယာနဲ့ဒဂုံမျိုးတဲ့မြောက်ပိုင်းတို့ကဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာ COVID-19 ရောဂါပိုကူးစက်ခံရသူစုစုပေါင်း 26ဦးထိရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်ယောဂါပိုတွဲရှိမှုရာဂိုင်နှုန်းကတော့၃ညတက်တမ96ရာဂိုင်နှုန်းဖြစ်ပြီးတော့ပြင်းထန်ဒဏ်ရာအထူးကျမဲ့ကုသပေးနေရတဲ့လူနာနဲ့ COVID-19 ယောဂါကြောင့်တေဆုံးတဲ့လူနာတော့မရှိသေးဘူးလို့ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်ကူးစက်မြန် Omicron XEC လို့ခေါ်တဲ့ Omicron COVID ရဲ့မျိုးကွဲတစ်မျိုးကြောင့်လက်ရှိမြန်မာနိုင်ငံအပါအဝင်အိနေချင်းနိုင်ငံတွေမှာ COVID ဖြစ်ပွားမှုတွေပြန်လည်မြင့်တက်လာတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဒိုင်ဦးမြို့နယ်အခြေစားခမရ440တိုက်ရင်ကတက်ချက်ကြီးတအူးဟာကြည်စံလက်ပြဘုံများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေကျင်မြို့နယ်ကွမ်းစိတ်ကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကတက်ချက်ကြီးတအူးဟာကြီးစံခဲရံတဲ့လက်ပြဘုံများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးခဲရံများယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်စုငွေ၁၀000ကျပ်ချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံစစ်သားရဲနဲ့ပြူစောထီးများအနေနဲ့ တပ်ဆိုင်ရာနယ်မြေအတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ရေထံကိုအလင်းဝင်ရောက်ကြရန်နဲ့လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာပါကထိုက်တန်တဲ့စုချင်းငွေများကိုပေးအပ်သွားမှာဖြစ်တယ်လို့ဗကုခရိုင်ပကဖကအသိပေးထုတ်ပြန်ထားပါရယ်။ဒါလားအတူပဲမေလ31ရက်နေ့ကချင်းပြည်နယ်ဟာခမြို့ကရဲတအုပ်ကစစ်ကောင်စီကိုဆန့်ကျင်ပြီးတော့ပြည်သူတော်လိုင်းရေးအဖွဲ့ထံကိုပူးပေါင်းပါဝင်ရန်လက်နက်ခဲယမ်းများနဲ့အတူချင်းလန်ဒက်ဖန့်စ်ဖို့ဟာခတန်ကိုအလင်းဝင်ရောက်လာတယ်လို့ချင်းလန်ဒက်ဖန့်စ်ဖို့ဟာခကသတင်းထုတ်ပြန်ထားပါရယ်။ အခုလို့အလင်းဝင်လာတဲ့ရဲတအုပ်ကိုချင်းလန်း Defense Force ဟာခါကနှွေးနှွေးထွေးထွေးကြိုဆိုပြီးတော့ငွေသားစုချင်းများကိုချင်းမြင့်ပေးခဲ့တဲ့အပြင်လုံခြုံတဲ့နေရာကိုရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမှဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ကတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ခွင်ကိုဗတ်ပြောင်းခြင်းသူများကိုမိမိတို့ချင်းလန်း Defense Force ဟာခါကအမြဲတမ်းကြိုးစုံနေကြောင်းနဲ့လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူပေးမှဖြစ်တယ်လို့ချင်းလန်း Defense Force ဟာခါကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ